ယနေ့မျှဝေမယ့်အကြောင်းအရာကတော့ကျောင်းသားကျင့်ဝတ်၁၀ပါးဖြစ်ပါတယ်။ကျောင်းသားကျင့်ဝတ်၁၀ပါးတဲ့။စာဝယ်သီးမျိုးတစ်ချိန်ခုထမ်းဖို့ဒဏ်30ပါးဖေဟာ။နှစ်ချိန်60သုံးချိန်ဝယ်ကျောင်းဝယ်မနေရပါဖေဟာ။ဖိုထိုက်ခိုးလင်တစ်ချိန်ပင်တိုက်တွင်မနေရပါဖေဟာ။ကံရွေးဒုဒ္ဒခိုင်ယံဘွားထွယ်သွားကြောင်းတိုက်ကပါဖေဟာ ကစားမျိုးလိုက်ចောင်းသားမိုက်ចောင်းနိုင်မနေရပါဖះပရိကိုစေငိန်စိတ်စေစေးလိတ်မတော့ရပါဖះညီရောနန်းနဲ့ရက်မပြတ်ဝတ်တအမှန်လိုက်ရပါသည်ဖះညဉ့်နန်းနဲ့ရရှားနှုတ်လို့မပြတ်နေတန်းရရပါသည်ဖះဝါဘဝါရွန်းလေးတရင် မပြင်းဥပုပ်ဆောင်ရပါသည်ဖះ ပစ္စဝခနာလိန်တန်ပါ ရခါရှင်ပြုရပါသည်ဖျာကျင်ဝစေပါ မောင်ចောင်းသာမမကျင်သုံးရပါသည်ဖျာဒီចောင်းသားကျင်ဝစေပါကိုမန္တလေးမြို့မာဝိတုဒ္ဓယုံတိုက်ဝိတုဒ္ဓယုံဆေတော်ဘုရားကြီးရေတအတော်ဝိတုဒ္ဓယုံ ရှင်ကျင်ဝစောင်းမှာညဝေပူဇော်ပေးလိုက်ရခြင်းဖြစ်ပါတယ်